ရက်စက်ရုပ်မှားလှတဲ့ပထွေးရံနဲ့ကြံတန်းလှတဲ့ရာတီဥတုတံကြောင်းကြေကွဲဝန်းနေစရာတောင်စုံနှက်ဖြစ်သွားကြတဲ့တနာစရာကရင်မောင်နှမဘယ်အချိန်ဘယ်လိုအချိန်မျိုးပဲဖြစ်ဖြစ်ဇွဲပင်တောင်လန်ရံကအထင်းသားကြီးပေါ်လွင်နေတဲ့ထူးဆန်းတဲ့လူသားတရံကြောက်နံရံကျွန်တော်တို့ကရင်ပြည်နယ်ဖအံမြွနယ်မှာရှိတဲ့ဇွဲကပင်တောင်ဟာတဘာဝအလားတရားတွေနဲ့ပြည့်နှက်နေပါတယ်ဇွဲကပင်မြေဟာ ရှိမဆုံးလာတဲ့ဒီလိုသဘာဝအလှတရားတွေရဲ့အခြားသဖက်မှာအယောင်အမလွမ်းစွကြေးကွဲပွဲရာတန်တရီဇလန်းတပုတ်လည်းရှိနေခဲ့ပါတယ်။ဒီဗီဒီယိုမှာတော့ကျွန်တော်ရဲ့ညီအကိုများတောင်းဆိုထားတဲ့ဇွဲကပင်တောင်းနေရမှာလူသားတရံကြောက်နေရတစ်ခုဖြစ်ပေါ်လာခဲ့တဲ့ပြင်းလူမျိုးတွေရဲ့ကြေးကွဲဝါနေရဆုံးသောဇွဲကပင်တောင်ချီမှတနားစရာကြေးမောင်မအကြောင်းကိုဘ ਹੁ တုတဖြစ်ပွဲစိတ်ဝင်စားပွဲအပြည့်စုံဝင်မြတ်ပေးသွားမှာပဲဖြစ်ပါတယ်။ ျွန်တော်ကတော့ဇန်လီပဲဖြစ်ပါတယ်တချိန်ကဒီဇွဲပင်တောင်အောက်ကဘီယံရွာလေးတရွာမှာ ကရင်မျိုးသားဆော့ဖာတိုင်းနဲ့ဇနီးဖြစ်သူနော်ဖော့ရတို့လေမယားတို့မှာစာဆစ်ဖိုးနဲ့နော်မူဖန်ဆိုတဲ့တာသမီနှစ်ယောက်ရှိပါတယ်ဒီချစ်စရာကရင်မိသားစုလေးဟာအပြန်ရောက်လာတော့မဲ့သူတို့ရဲ့သားလေးကိုရှင်သန်မနေဖို့ပေးဖို့ ਨੇ အလူကြီးလှုပ်နိုင်ဖို့ရာတောင်ရာထဲအလုတ်ကြိုးစားရင်းရိုးရိုးသားသားဆုဆောင်ကဘဝကိုပျော်ရှင်စွာဖျက်သန်းနေကြပါရဲ့ဒါပေမဲ့ဒီနေ့မှာတော့ပျော်ရှင်ကြည်နူးပွေရာကောင်းတဲ့ဒီမီတာစုလေးကိုဆိုးရွားလာတဲ့ကံကြမ္မာမုန်တိုင်းတစ်ခုစတင်ဝင်ရောက်လာပါရဲ့အဲ့ဒါကတော့ကရီအမျိုးသားကြီးစောဖာတိုက်တယောက်တောင်ရာလောက်ကန်ရေးတောထဲမှာကြားကြိုက်ကဒေဆုံးတွားရခြင်းပဲဖြစ်ပါတယ်ဖခင်ဒေဆုံးပြီးသွားတဲ့နောက်ပိုင်းမှာ မိခင်နောက်ဖို့ရာဟာမိုးစမဘွားနဲ့တာသမီနှစ်ယောက်ကိုခက်ခက်ခဲခဲပြုစုကြွေးမွေးရင်းဒုက္ခဆင်းရဲပေါင်းများစွာရင်ဆိုင်ခဲ့ရပါတယ်မိုးစမနောက်ဖို့ရာတို့တာအမိကိုဒီလိုဘဝစုံမလွမြောက်စေပါသည်ဆိုတဲ့ရသူရသားများရဲ့တတုံချင်းနဲ့အတူမိမိဘွားကိုတနာကရုဏာတက်လာပါတယ်ကလေးတွေကိုလည်းရင်သွေးအရင်ချပမာစာနာညှာသားစွာနဲ့ချစ်ခင်လာပါတယ်ဆိုတဲ့တရားရဲသားနေမောက်ဆိုးဖို့ဖြစ်သူစော့ဖပြူနဲ့နောက်အိမ်တောင်ပြုတ်ခဲ့ပါတယ် ဲ့ဒီအချိန်ကနေစပြီးအပြစ်မဲ့တဲ့စံစစ်ဖိုးနဲ့နော်မူဖန်တို့ရဲ့ဖြူစင်တဲ့နှလုံးသားလေးဟာစိုးရိမ်ထိုင်လာမှုနဲ့အတူပူပင်တော့ကဝေဒနာတွေစတင်ကြောင်တွေ့လာခဲ့ရပါတယ်။ညင်သက်လာခဲ့တဲ့အတိုက်အမြောင်အင်္ဂလိပ်ဟာလည်းဆဲဆိုးသံငေါငန်းကျိမောင်းသံတွေနဲ့စူညာလာပါတယ်။အဖေမုံတီးထဲတဲ့အရက်သေးစားလဲအိမ်ပေါ်ကနေမစင်းတော့သလိုပထွေးရဲ့ဒေါသနဲ့ရောက်မှရည်တီးလာတဲ့ဆဲဆိုးသံတွေအောက်မှာ တလားစရာမောင်နှမလေးရောက်မျက်ရည်ပေါက်ပေါက်ကြားခဲ့ရပါတယ်။မိခင်တော့ဖော်ရလဲဥမမဲအရွယ်မရောက်သေးတဲ့တားနဲ့တမီးနှစ်ယောက်ကိုတောအောင်၆ကြားလွားချောင်းတဖုံစဘာထောင်းတဲ့မခန့်ရင်နဲ့ရင်နာနာနဲ့ခိုင်းခဲ့ရရှားပါတယ်။ဒီလိုအချိန်လေးမျိုးနဲ့ကြုံတွေ့လာရတဲ့အချိန်မှာမောင်နှမနှစ်ယောက်ဟာကွယ်လွန်သွားပြီဖြစ်တဲ့ဖခင်ဖြစ်သူကိုအောင်မေတရိယာမိကြောင်းမိခင်ဖြစ်သူကိုစိတ်မကောင်းစွာရေကျွလာပါတယ်။ ဒီလိုနဲ့တနေ့မှာတော့ပထွေးဖြစ်သူဟာစံစစ်ဖိုးနဲ့နော်မူဖာတို့မော်နမနှစ်ယောက်ကိုတောင်ရတဲ့ခေါ်လာကမြင်မမဆောက်လာတဲ့တောင်ကမ်းမထိတ်ကနေတွန်ချလိုက်ပါရင်မော်နမနှစ်ဦးတောင်ပေါ်ကအကြမှာစံတော်ရှင်ဇွဲပင်စီဒီကိုအာယုံပြုတ်ကကဲတင်ဖို့ဆူတောင်းခဲ့ကြပြီးကမ်ပါအောက်ကဝယုံပြန်ပေါ်ကြက်သွားကအသက်ချမ်းသာရခဲ့ပါရင်ဒါပေမဲ့မော်နမနှစ်ယောက်ဟာချက်ချင်းရွာကိုမပြောင်းရဲသေးပဲ ညနေနေဆောင်ချိန်မှသာအင်ကိုပြန်လာပြီးမိခင်ကိုအကျိုးအကြောင်းပြောပြခဲ့ပါရယ်။ဒီချိန်မှာမိခင်ဖြစ်သူနော်ဖရတယောက်မိမိသားနဲ့သမီးကိုတင်းကျပ်စွာပွေဖက်ရင်းဝမ်းလဲစွာငိုခဲ့ရပါရယ်။ဒါပေမဲ့မိမိသားနဲ့သမီးကိုအိမ်မှာခေါ်ထားဖို့လုံးဝမဖြစ်နိုင်တော့တဲ့အတွက်ကလေးနှစ်ယောက်အသက်မသေးပဲလုံခြုံအောင်မိမိနဲ့လည်းအလားမဝေးအောင်ဇွဲကပင်တောင်ပေါ်ကတောအောက်အငူခိုင်ငူထဲမှာဟွက်ထားပြီးထားခဲ့ရရှာပါရယ်။ ပထွေးရံကိုကြောက်လုံးလို့သာဒီတော်တောင်ထဲနေခဲ့ရပေမယ့်အမေကိုမခွဲခြင်းကြလားငါလည်းမသိတော်ရဲ့တိရစ္ဆာန်တွေရဲ့ရံကလည်းကြောက်နေရသလိုအနည်းအနာကရသမျှအတီနာတွေကိုသာခူးယူစားတော့ရင်ဥတုရာတိတန်ကိုကြာကြာခံနေရရှာပါလေအကူဖြစ်သူကညီမဖြစ်သူကိုမယူဆက်နေရပြီးမျက်စိအောက်ကအပြောက်မခံအဖေကိုလည်းတန်းတာအမေကိုလွမ်းရတဲ့ဝေဒနာကိုကြိတ်မိတ်ခံစားရင်းဒုက္ခမုန်တိုင်းတန်ကိုအရွယ်နဲ့မလိုက်အောင်အလိုအလဲခံကြရရှာပါလေ ငယ်ရွယ်သူညီမဖြစ်သူကိုငှဲ့ညာနေရတာကြောင့်အခုဖြစ်သူဟာတတိဝလံတွေကိုဝါလဲအောင်မစားရဲပဲနေခဲ့ရပါတယ်ဒီလိုနဲ့တနစ်တော်နာနဲ့ခင်မှာချမ်းအိတ်လှတဲ့ရာတီဥတုတံကိုမော်နမန်နှစ်ယောက်ခန်းဆန်းနေရတဲ့အချိန်မှာပဲရည်တည်ရည်တပါရောက်ရှိလာပြီးတနားစီယာမော်နမန်နှစ်ဦးကိုချွေရောင်ဝင်းနေတဲ့စီလုံးသုံးလုံးကိုပေးကာမိဘအတွင်းကိုခေါင်းစင်းရာကနေအယံကိုချုံမုံလှပတဲ့လူလင်ပြိုးနဲ့လုံမပြိုးလေးနှစ်ဦးအဖြစ်ကိုထူးဆန်းစွာပြောင်းလဲသွားခဲ့ပါတယ် ီလိုနဲ့ကရင်မော်ဒမလူဦးဟာဣတိကြီးပေးခဲ့တဲ့တုံးမကောင်းနိုင်တဲ့အစွမ်းနဲ့အဋ္ဌိပတကုတွေရပ်သွားခဲ့ကြပြီးဣတိကြီးကိုပေးခဲ့တဲ့ဂတိစကားအတိုင်းသာသနာတော်အတွေ့လုံးလဝိရိယစိတ်ကြပြီးသာသနာတော်ကိုကြည်ညိုသူတွေနဲ့ဖျားပုလာကြသူတွေမလမြကိုစီးပွားလက်လက်ပတ်တိုးပွားအောင်ဘီအန်ရဲ့ကင်းဝေးအောင်အတင်းတို့မော်ဒမလျှောက်ဆောက်ရှောက်ကြပြီးတော့ဆိုတဲ့စကားအတိုင်းတစ္ဆာပြုကဇွဲကပင်တောင်တော်နဲ့ဇန်တော်ရှင်စီတီကိုယနေ့အချိန်ထိဆောက်ရှောက်နေကြတယ်လို့ဆိုကြပါတယ် ီစွဲကပင်တောင်ကိုအဝေးကနေကြည့်ရင်ပြည်မန္တမနှုတ်ရဲ့တရံကို လူအများကရေးရေးလေးမြင်တွေ့ရကြောင်းဓာတ်ပုံနဲ့ဗီဒီယိုများရက်ကြပြီးပြန်လည်ဝေမျှရာကနေဒီနေ့အချိန်ထိအရန်ကိုနာမည်ကြီးလာခဲ့ပါတယ်။ဒါပေမဲ့မကြည့်တတ်ရင်တော့ဘယ်လိုပဲကြည့်ကြည့်မြင်နိုင်မှာမဟုတ်သလိုမြင်ဘူးသွားပြီဆိုရင်လည်းဘယ်ချိန်ကြည့်ကြည့်မြင်ရတယ်လို့ဒေတာခမ်းများကဆိုကြပါတယ်။အခုကျွန်တော်ပြောသွားခဲ့တဲ့ဒီကရီမွန်မအကြောင်းကတော့ သမိုင်းမဟုတ်တဲ့ပါဇာရာဆိုရင်ဒါနာကြီးလို့တချို့ကဆိုကြသလိုဒေတာခန်တွေကတော့ဒီအကြောင်းအရာဟာတကယ်ဒီရမှန်ဖြစ်ခဲ့ကြောင်းတရင်မောင်နှမနဲ့သူတို့မိသားစုနေထိုင်လာခဲ့တဲ့ဇာတိရွာလဲယနေ့ချိန်ထိရှိနေသေးကြောင်းဆိုကြပြန်ပါတယ်ဇွဲပင်တောင်ချီကလွမ်းဆုကြေကွဲပွဲရာကရုဏာတက်ပွဲတန်လန်းရှင်ပြည်မော်နှမနှံ့နှန်းကိုနောက်အေဆရာတော်ဥကေတုကဦးဆောင်တိဆောက်ပေးထားခဲ့ပါတယ် ဇွဲကပင်တောင်ကိုဖျားဖူးများအပန်းဖြေစခန်းလေးဖြစ်တတိယအောင်မဲ့ဇရာလေးဖြစ်အောင်ကြီးညိုစရာကောင်းတဲ့လုံမလီဥယင်တော်ကိုလည်းဇွဲကပင်စရာတော်ဥက္ကဝိတ္တဆကထမမိုးမှပေးခဲ့ပါရင်နောက်ဆုံးအနေနဲ့ဒီဇွဲပင်တောင်ထက်ကဗုဒ္ဓဆန်တော်ရှင်ဇေဒီရဲ့ဖုံးတကူအယောင်ကိုကြီးမားတယ်လို့ဇွဲကပင်တောင်နန်ရရဲ့ကြောက်သားမှာအထင်းသားကြီးပေါ်လွင်နေတဲ့ဒီထူးဆန်းတဲ့ဂေမွန်မဒနာကြီးဟာလည်းဒီနေ့အချိန်ထိကဘာကျော်လေးရဲ့ရှိနေပါကြောင်းဘ ਹੁ တုတဖြစ်စေဖို့ရာစေတနာထား မျှဝေပေးလိုက်ရပါတယ်နောက်တစ်ပတ်နောက်တစ်ပတ်တွင်မှာလဲဒီလိုဆက်ဝင်ကြစရာကောင်းတဲ့အကြောင်းအရာအသစ်များကိုဝေမျှပေးသွားအောင်မှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်အဆုံးထိကြည့်ရှုပေးကြတဲ့ကျွန်တော်ရဲ့ညီအကိုများနဲ့မြန်မာပြည်သူပြည်သားအပေါင်းစိတ်ချမ်းသာကိုကျမ်းမာရှိကြပါစေယောဂဗျာတွေကင်းဝေးပြီးတာယာပျော်ရှင်တဲ့ဘဝတွေကိုစီပန်ချန်နေကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းဝေမျှပေးလိုက်ရပါတယ်